ားလုံးမင်္ဂလာပါခင်ဗျာကျွန်တော်တို့ဒီကနေ့2025ခုနှစ်နိုဝင်ဘာလ12ရက်နေ့ရက်မွတ်တဲ့17နာရီချိန်အထိနောက်ဆုံးရရှိတဲ့သတင်းတွေကိုတင်ဆက်ပေးရမယ့်ချိန်ရောက်ရှိလာပါပြီဒေါ်လာနေသဘာလို့ပြည်သူပေါင်းနှုတ်ခွန်းဆက်တော့ပါတယ်ခင်ဗျာဒီကနေ့မှာထူးထူးခြားခြားနားဆင်ကြရမယ့်သတင်းကြောင်းရာတွေကတော့အေအေနဲ့ထိတ်တိုက်တွေ့ရတဲ့တိုက်ပွဲတွေမှာဂျမ်ဘတ်စစ်ရှုံးကောင်စီတပ်သားတွေကစင်ကလေးရနဲ့ထွက်ပြေးနေကြပါတယ်ဒီစစ်သားတွေကိုဇက်တိုက်ဖမ်းမိခဲ့ရမှာအယောက်90ကျော်ထိရှိလာပြီလို့အေအေကထုတ်ပြန်လိုက်ပါတယ်ခင်ဗျာ DNL စုတ်ခွာမဲ့မိုးမိတ်မြို့မှာ EBS GN နဲ့ PDF တွေကို KIA ကစီရင်ကူညီမယ်လို့သိရပါတယ်။ကဏီမြွနယ်ဝင်းမနာစေယုံကိုစစ်ချုပ်ကောင်စီတပ်ကဘုံကျဲလို့ပြည်သူ၈ဦးသေဆုံးပြီးတော့50ကျော်ဒဏ်ရာရသွားပါတယ်။နယူးဒယ်လီဘုံကွဲမှုနောက်ွယ်ကလူတွေကိုချမ်းသာပေးမှာမဟုတ်ဘူးလို့အိန္ဒိယဝန်ကြီးချုပ်ကပြောပါတယ်။ဒီဖောက်ခွဲမှုအတွင်းမှာလူ၈ဦးသေဆုံးခဲ့တာပါခင်ဗျာ။ပြည်သူ့အိန္ဒြာကျော်စင်အပါအဝင်တရုတ်ဆောင်တွေကိုစစ်တပ်ရဲ့အတုအယောင်ရွေးကောက်ပွဲထောက်ခံတဲ့လှုပ်ရှားမှုမှာပါဝင်ခိုင်းပြီးထုတ်ပြလာပြန်ပါတယ်။ ဒီသတင်းလေးနဲ့တို့ထူးထူးခြားခြားသတင်းဖြစ်စဉ်အကြောင်းအရာတွေကိုနားဆင်ရမှာပါခင်ဗျာပထမဆုံးသတင်းတစ်ပုဒ်အနေနဲ့အာရခတက်တို့အေနဲ့အာနာသိန်းစစ်တက်တို့ရခိုင်ဘကိုးတိုင်းအဆက် ရခိုင်မကွေးတိုင်းအဆက်ရခိုင်အေရီတိုင်းအဆက်မှာတိုက်ပွဲတွေပြင်းထန်နေပြီးအဲ့ဒီတိုက်ပွဲတွေကနေအလံဖြူထောင်လက်နက်ချတဲ့စစ်သားတွေကစင်ကလေးရထွက်ပြေးလာတဲ့စစ်သားတွေကိုဇက်တိုက်ဖမ်းဆီးရမိနေတယ်လို့အေကထုတ်ပြန်ပြောဆိုလာပါတယ် အဲ့ဒီဒေသတွေမှာအေကစုပ်စုရဲ့ထိုးစစ်တွေကိုခုခံစစ်နဲ့အတူတံပြန်ထိုးစစ်တွေဆင်နွှဲနေပြီးအကြမ်းဖက်စစ်ကောင်မရှင်ရဲ့မတရားသဖြင့်စုဆောင်းခံထားရတဲ့တပ်သားတွေဟာတိုက်ခိုက်လို့စိတ်မရှိဘဲနဲ့အခွင့်အရေးရတာနဲ့နေ့စဉ်ထွက်ပြေးနေကြတယ်လို့သိရပါတယ်ခင်ဗျာပြီးခဲ့တဲ့နိုဝင်ဘာ၈ရက်၉ရက်၁၀ရက်တွေမှာကပ္ပစာ၁၆အနီးတိုက်ပွဲတွေကနေစစ်ရှုံးကောင်စီတပ်ရဲ့စကားခ30လက်အောက်ခံ ခမာယ361နဲ့ခမာယ363တရင်တွေကနေအလံဖြူထောင်းတပ်ပြေး လက်ရဖမ်းဆီးရမိသူ စုစုပေါင်း16ရောက်အထိရှိခဲ့တယ်လို့ပြောဆိုထားပါတယ်။ဒါပြင်ပဲခူးတိုင်းဗရောင်းမြို့နယ်ညောင်ကျိုးကျေးရွာနယ်အရှိတ်မီတာ2500အကွာကလေလာတောင်ပဝင်းကျန်ဒီတိုက်ပွဲတွေကနေလဲနိုဝင်ဘာလ10ရက်နေ့9ရက်နေ့တွေမှာစကခ30လက်အောက်ခံခမာယာ368တိုင်ရင်တစ်ခုတည်းကအလံပြူတောင်တပြေးဖမ်းမိသူစုစုပေါင်း10ရောက်ရှိခဲ့တယ်လို့သိရပါပါတယ်ခင်ဗျာ။နိုဝင်ဘာလ9ရက်နေ့ကဗရောင်းမြို့နယ်ကပ္ပဆာ16ဒီတိုက်ပွဲမှာလဲစစ်ရုံးကောက်စီတပ်ရဲ့ စကခ30လက်အောက်ခံခမာယာ363တရင်ကအချက်ဖတ်စစ်သား၄ယောက်ကိုလည်းလက်ရဖမ်းဆီးရမိနိုင်ခဲ့ပါတယ်။လာဒူနိုဝင်ဘာလ10ရက်နေ့မနက်ပိုင်းမှာနိုင်ငံဗျူဟာကုန်းကနေစစ်ရှုံးကောင်စီတပ်ရဲ့အမှတ်9မြေပြင်စစ်တပ်ရင်ခွလန်ချေဆိုင်တပ်ကတက်ကြမျိုးမင်းထွန်းဟာအရခတက်တော်ထံကိုအလင်းဝင်လာခဲ့ပါသေးတယ်ခင်ဗျာ။စကခဆက်ခွန်မိုင်းပန်ရဲ့ကိုကဲမှုအောက်မှာရှိတဲ့အဲ့ဒီတရင်ဟာနိုင်ငံဗျူဟာကုန်းမှာအေအေရဲ့ဝင်းရံပိတ်ဆို့မှုကိုခံထားရတဲ့တရင်တစ်ခုလည်းဖြစ်ပါတယ်ခင်ဗျာ။ ရီတိုင်းတာပေါင်းမြို့နယ်တာပေါင်းကလေးကျေးရွာအနီးနဲ့လင်းမျက်နှာမြို့နယ်ဆက်ဆက်ယူချင်းလေကျေးရွာတွေအနီးဝန်းကျင်မှာလည်းတိုက်ပွဲတွေဖြစ်ပွားခဲ့ပြီးအော်တိုဘာလ3ရက်ကနေနိုဝင်ဘာ9ရက်နေ့အတွင်းအကြမ်းဖက်ဆက်ရှုံးကောင်စီထံကနေဖမ်းဆီးရမိသူအယောက်20ကျော်နဲ့လက်နက်ချအလင်းဝင်သူအယောက်20ကျော်ထိရှိခဲ့တယ်လို့ဆိုပါတယ်ခင်ဗျာဖမ်းဆီးရမိသူတွေနဲ့အလင်းဝင်သူတွေစစ်သားတွေဟာခမာယာ၄ခမာယာ၅ခမာယာ၆ခမာယာ၁၀ခလာယာ၃၅ခလာယာ၈၀စတဲ့တပ်မ၆၆လက်အောက်ခံတိုင်ရင်းတွေနဲ့ အနောက်တောင်တိုင်းစစ်ဌာနချုပ်ပသိမ်လက်အောက်ခံခလာယာ63အိမ်မဲခလာယာ281ပသိမ်ဆက်တဲ့တိုင်းရင်းတွေကဖြစ်တယ်လို့သိရပါပါတယ်ခင်ဗျာအလင်းဝလာသူနဲ့ဖက်စီယာမိသူစစ်သားအလုံးနီးပါးဟာ2025ခုနှစ်အတွင်းစစ်ရှုံးကောက်စီတက်ရဲ့စစ်မှုတန်းပေါ်တာဆွဲခံခဲ့ရတဲ့တင်နန်းစင်းတွေဖြစ်ပြီးတချို့ကတော့အသက်18နှစ်မပြည့်သေးတဲ့သူတွေနဲ့အထက်တန်းကျောင်းသားတွေဖြစ်တယ်လို့သိရပါပါတယ်အရခတက်တော်အေအနေနဲ့လက်နက်ချအလင်းဝင်သူတွေကိုစစ်တုံးမှဥပဒေနဲ့ညီကောင်းကောင်းမွန်မွန်စောင့်ရှောက်ထားပြီး အတင်းအဓမ္မစစ်မှုထမ်းစူးစောင်းခံခဲ့ရတဲ့တပ်သားတပ်တွေအနေနဲ့အေးနဲ့ရင်ဆိုင်နေရတဲ့ဘယ်လိုမျိုးစစ်မြေနယ်ပြင်မှာမဆိုအလံပြူထောင်ပြီးတော့ဒါမှမဟုတ်ဤစက်ရကတဆင်းဆက်သွယ်ပြီးတော့အလင်းဝင်နိုင်တယ်လို့အတည်ပြုထားပါတယ်ခင်ဗျာဟုတ်ကဲ့ပါဒီကောင်တော့မပြီးနိုင်မစည်းနိုင်အေးမြန်လုံနေပြီလို့မထင်ကြစေချင်ပါဘူးဒီနေ့မှလည်းပြောစရာကရှိလာပြန်ပါတယ်ညကတော့မာလာတို့ဝါရဖြန့်တဲ့ရုပ်တံဖိုင်ကို ကြည့်ရှုကြပြီးဖြစ်မှာပါပြည်တူဦးအင်ဒရာကျော်စင်အပါဝင် ရုပ်ရှင်မင်းသားမင်းသမီးအွန်လိုင်းကျင်းလိုက်ကြီးကိုအတုံးချပြီးတော့မာလာတို့ကသူတို့ပြုလုပ်မဲ့မတရားလုပ်ပွဲခွေးကောက်ပွဲနဲ့ပတ်သက်ပြီးတော့ဝါဒဖြန့်လာပြန်ပါတယ်အဲ့တော့ကျွန်တော်တို့နားလဲပါတယ်ပြည်သူလူထုနဲ့အမှုပညာရှင်တွေကြားရန်တိုက်ပင်းမှုဖိအားတွေကြောင့်နေရဓာတ်ကိုကြောက်ရလို့လုကြရရတဲ့ဆိုတဲ့အကြောင်းတရားတွေကိုကျွန်တော်တို့နားလဲပါတယ်ဒါပေမဲ့တစ်ဖက်မှာစဉ်းစားရတဲ့အခုက ရှိနေပြန်ပါတယ်အဲ့တော့ကျွန်တော်ဥပမာပေးပါမယ်2024နှစ်ကုန်ပိုင်းလောက်2024ခုနှစ်အတွင်းမှာမလာတို့ရဲ့စီရေးအချိန်တွေကစီရေးလှိုင်းကသူတို့အောက်ဖက်ကိုအနစ်မက်ကိုရောက်သွားကြတယ်တက်တုံညာနှစ်ခွန်ပထမလှိုင်းဒုတိယလှိုင်းဒီလှိုင်းတွေမှာမလာတို့ကတော်လိုင်းရေးတက်ဖွဲ့တွေစီကိုမြို့တွေအများကြီးပေးလိုက်ရတယ်သူတို့ရဲ့စစ်ဌာနချုပ်ကြီးတွေကြဆုံးရတဲ့အထီကိုတော်တော်လေးသူတို့ရဲ့စီရေးအရာရှုံးနေမှုတွေကိုကြုံတွေ့နေရတယ်အဲ့ဒီအချိန်မှာ မလာတို့ကဘာလုပ်လဲဆိုလို့ရှိရင်မတရားစစ်မှုထမ်းဥပဒေကိုကောက်ပြီးတော့ပြဋ္ဌာန်းလိုက်ပြီးရှိသမျှလူငယ်တွေကိုဖမ်းဆီးပါတော့တယ်မျိုးစုံ မျိုးစုံရသလောက်စုပါတယ်အပတ်စဉ်တစ်ခုတစ်ခုကိုထောင်ထဲချီပြီးတော့9000ဝန်းကျင်အထိစုကြပါတယ်အဲ့တော့ပတ်စဉ်တစ်ခုပြီးတစ်ခုစုတယ်အဲ့ဒီလူငယ်တွေကို3လ6လတစ်ပြက်စစ်တင်တန်းတွေပေးကြတယ်ပြီးရင်တနက်ကြီးစံပေးပြီးတော့စစ်မြေပြင်တွေကိုပို့ကြတယ်ဒီလူငယ်တွေကမလာလက်အောက်မှာတာဝန်ထမ်းဆောင်ခြင်းလို့ တာဝန်တည်တည်နဲ့ဝင်သားကြတဲ့လူတွေမဟုတ်ပါဘူးစိတ်ပါလက်ပါစစ်သားလုပ်ရတဲ့သူတွေမဟုတ်ပါဘူးမတရားခိုင်းလို့မတရားဖမ်းလို့မတရားစွဲလို့ပါသွားရတဲ့လူငယ်တွေပါဒါပေမဲ့ရှင်းတဲ့စစ်မြေပြင်ရောက်တော့ဘလူနီးနယ်ပဲပါဝင်လာရတဲ့သူတွေဖြစ်ပါစေတဏမောင်းဖြုတ်ကြပါတယ်ပြစ်ကြပါတယ်စိတ်ပါလို့ပဲပြစ်ပြစ်စိတ်မပါလက်မပါနဲ့ပဲပြစ်ပြစ်သူတို့ကွေးလိုက်တဲ့လက်ညှိုးကတဆင့်အဲ့ဒီတနတ်ထဲက ထွက်သွားတဲ့တနက်ပြောင်းဝါထွက်သွားတဲ့ကြည်စံကတော်လိုင်းဘတ်တော်သားတွေကိုတော်လိုင်းသမားတွေကိုမှန်ရင်တော်လိုင်းသမားတွေသေးပါတယ်စိတ်ပါလို့ပဲပြစ်ပြစ်စိတ်မပါလက်မပါပဲပြစ်ပြစ်ခိုင်းလို့ပဲပြစ်ပြစ်ဘလို့နီးနဲ့ပြစ်ပြစ်ထွက်သွားတဲ့ကြည်စံကရှေ့မှာရှိနေတဲ့ပြည်သူတွေကိုမှန်ရင် ပြည်သူတွေသေးပါတယ်ထုံနည်းတူပါပဲမအလာကအခုတကြောပြန်ရုပ်ရှင်မင်းသားမင်းသမီးတွေ soft power လို့ပြောတဲ့ တကယ်နူးညံ့တဲ့လက်နက်ကိုနူးညံ့ပေမဲ့ထက်မြတ်တဲ့လက်နက်ကိုအသုံးချပြီးတော့အမှုပညာသမားတွေပေါ်တာဆွဲခံရပါပြီသူတို့ကစိတ်ပါလို့ပဲပြောပြောစိတ်မပါလက်မပါပဲပြောပြောအဲ့ဒီပြောလိုက်တဲ့စကားလုံးတွေကနေထွက်သွားတဲ့ကြီးစံတွေထက်စူးရှတဲ့ဝါဒလှိုင်းလုံးတွေက ထိမှန်ရင်မျိုးဆက်တစ်တွေကိုထိမှန်ရင်သိပါတယ်တယောက်တည်းသိတာမဟုတ်ဘူးမျိုးဆက်လိုက်ခက်အလိုက်ကို တည်မှာပါဒီသဘောတရားကိုကျွန်တော်တို့ရှင်တွဲပြီးတော့ကြည့်ဖို့လိုပါတယ်ကျွန်တော်တို့နားလဲပါတယ်အစကပြောခဲ့တယ်လို့ပဲနားလဲပါတယ်နီးရဓာတ်ကိုကြောက်နေရတယ်ဆိုတာနားလဲပါတယ်အဲ့တော့နိုင်ငံတော်တမခံပုဂ္ဂိုလ်အမေတော်ဆန်းစုကြည်ကဟောပြပွဲတစ်ခုမှာပြောခဲ့ဦးပါတယ်နီးရဓာတ်ကိုကြောက်နေရတယ်ဆိုရင်ဓာတ်မရှိတဲ့ဘက်မှာနေကြပေါ့တဲ့ဒီလက်ရှင်းတာမရှိတော့ပါဘူးနီးရဓာတ်ကိုကြောက်နေရတယ်ဆိုရင်ဓာတ်မရှိတဲ့ဘက်မှာ ရက်တီကြပေါ့နေကြပေါ့အချိန်တွေအများကြီးရခဲ့ပါတယ်ပြည်တွင်းမှာရှိတဲ့ရုပ်ရှင်မင်းသားမင်းသမီးတွေအစိုးရတွေသူတို့အတွက်အချိန်တွေအများကြီးရခဲ့ပါတယ်ထိုင်းနိုင်ငံဘက်ကထွက်ပြေးတင်းရှောင်မလားတခြားအနောက်နိုင်ငံတွေမှာခိုလုံရမလားအများကြီးအချိန်ရခဲ့ပါတယ်စိတ်ရင်းခံကအဓိကပါပြည်သူလူထုဘက်ကရက်တီမလားငါတို့အကျိုးစီးပွားပုံမှာပဲငါတို့နေကြမလားဆိုတဲ့စိတ်ရင်းကအဓိကပါဒါကြောင့်လဲဆိုရင်ရှေ့မှာအများကြီးပါပဲ ရှင်းမှာအများကြီးပါကိုဒေါင်းတို့ရှိမဲဇန်ခီတို့ဇနီးမောင်နှံတွေရှိမဲကိုဤပေါ့တို့ရှိမဲကိုမင်းမော်ကွန်းတို့ရှိမဲကိုအာဇာနီတို့ကိုလင်းလင်းမချစ်သူဝေမပိုင်ဖြိုးသူ အများကြီးပါပဲသူတို့ need to အောင်မြင်မှု ကြီးကြီးမားမားရရှိထားပြီးစီးစိမ်ဥစ္စာတွေသူတို့ရဲ့ပိုင်ဆိုင်မှုတွေပြည်တွင်းမှာအများကြီးရှိခဲ့တဲ့သူတွေပါဒါပေမဲ့အဲ့ဒါတွေကိုရုံးထွက်ပြီးတော့ဒီဘက်မှာပြည်သူလူထုနဲ့အတူအခုတည်းကရည်တည်ပြသနေကြပါတယ် အဲ့တော့ကျွန်တော်မနေ့ကလည်းတော်တော်လေးကိုမိနစ်20လောက်အပေါင်းမတက်ပြောခဲ့ပြီးပါပြီဒီနေ့မှာတော့ကျွန်တော်တခုပဲနှိုင်းရှင်စရာ ပြောပါတယ်စိတ်ပါလို့ပြစ်တဲ့ကြည်စံပဲဖြစ်ဖြစ် စိတ်မပါလက်မပါဆွဲလိုက်ရတဲ့တဏ္ဍမောင်းခလုတ်ပဲဖြစ်ဖြစ်ထွက်လာတဲ့ကြည်စံကတော့မှန်ရင်ပြည်သူကိုပဲမှန်မှန်ကျွန်တော်တို့တော်လိုင်းရေးသမားတွေကိုပဲမှန်မှန်ရှည်တန်းစစ်မြေပြင်မှာသိရပါတယ်အဲ့တော့တစ်ဖက်မှာလည်းစိတ်ပါလို့ပဲပြောပြောဖိအားပေးခံရလို့ပဲဆူဆူ အတင်းကျပ်လှုပ်လို့ပဲဒီစကလုံးတွေထွက်ရတယ်လို့ပြောပြောအဲ့ဒီစကလုံးတွေဝါရမှိုင်းတွေကလူငယ်တွေကိုထိရင်တည်တတ်ပါတယ်အနာဂတ်ကိုထိရင်တိုင်းပြည်အနာဂတ်ကိုထိရင်ထိမှန်ရင်တည်တတ်ပါတယ်ဟာဒါဝါရမှိုင်းဖြတ်တာပဲဗျာကျွန်တော်တို့နားလည်ပါတယ်ခိုင်းလို့လောက်ရတာโอเคနားမလည်သေးတဲ့လူငယ်တွေအတွက်ကြားထဲမှာဝေဝေဝါးဝါးဖြစ်နေရတဲ့လူငယ်မျိုးဆက်တွေအတွက်ဒီဝါရနှိုင်းလုံးတွေကဘယ်လောက်ထိ တက်ရောက်မှုပြင်းထန်တယ်ဆိုတာခင်ဗျားလည်းမသိနိုင်ဘူးကျွန်တော်လည်းမသိနိုင်ဘူးအဲ့ဒီဝါဒကိုခံယူသွားတဲ့ထိမှန်တဲ့သူတွေကိုယ်တိုင်ပဲသိနိုင်တယ်အဲ့တော့မဟာလာကတော့တယောက်ကိုထိမှန်ပြီးတယောက်သေတယ်နှစ်ယောက်ကိုထိမှန်ပြီးနှစ်ယောက်အတွက်အဲ့ဒီဝါဒမှိုင်းနေစွဲသွားပြီးတော့သူတို့လှုပ်တာမှန်တယ်လို့ရက်ခံကြမယ်ဆိုရင်တော့သူတို့အတွက်ရှုံးမရှိပါဘူးအဲ့တော့ဒီသဘောတရားကိုတော့ဒီနေ့မှစဉ်းစားပဲစဉ်းစားစေချင်တာပါကျွန်တော်စကလုံးတွေအများကြီးထက်ပြီးတော့သုံးပြီးတော့မပြောတော့ပါဘူးသဘောတရားကတော့ဒီတိုင်းပါပဲ ဘသူ့ကိုခွင့်လုပ်ပါဘသူ့ကိုမုန်းပါဘသူ့ကိုဘာလုပ်ပါလဲကျွန်တော်မပြောလို့ပါဘူးအားလုံးကစဉ်းစားတွေးခေါ်တုံးသက်ရမယ်သူတွေဖြစ်ပါတယ်ကိုအသိဉာဏ်နဲ့ကိုရှင်တွဲပြီးတော့တုံးသက်ရမှာပါဒါကြောင့်စဉ်းစားပါတွေးခေါ်ပါတုံးသက်ပါမစဉ်းစားဘူးမတွေးခေါ်ဘူးမတုံးသက်ဘူးဆိုရင်တော့အပေါ်ရန်အကြောင်းအရာတွေနဲ့ကျွန်တော်တို့နစ်မြုပ်ပြီးတော့သမ ्या ခွန့်လွတ်လိုက်ဆိုရင်လည်းခွန့်လွတ်မှာပါသမ ्या ကနားလေပြေးလိုက်ဆိုရင်လည်းနားလေပြေးလိုက်ကြမှာပါဒါပေမဲ့ဒါကကြီးမားပါတယ် ဒီပြဿနာကတေးသေးတင်တင်ပြဿနာမဟုတ်ပါဘူးနောက်ထပ်မပါသေးတဲ့သူတွေလည်းနောက်တည့်ရက်နောက်တည့်ရက်နောက်တည့်ရက်တွေမှာတင်ဆက်မှုပုံစံမျိုးစုံနဲ့ခလုံမောင်းတွေကိုဆွဲဖြုတ်လာကြတော့မှာပါဒါပေမဲ့ထွက်လာတဲ့ကြည်စံကတော့ထိမှန်ရင်တည်တတ်ပါတယ်ဒါလေးကိုပဲကျွန်တော်ဒီနေ့မှာတော့ပြောပြရစီအဲ့တော့တရင်ချက်လက်အနေနဲ့ညလုံးကရိုက်ကူးခံရတဲ့ဝါရဖြန့်မှုအတွက်အတုံးချခံရတဲ့အတုံးချခံရတာလားကိုယ်တိုင်ကိုကြစိတ်ပါလက်ပါအတုံးချကြတာလား ဒါတော့သူတို့ကိုယ်တိုင်ရင်ထဲကတိပါလိမ့်မယ်ဒါပေမဲ့နာမည်တွေကိုတော့ကျွန်တော်တို့မှတ်ထားပါမယ်ပါဝင်ပြီးတော့စိတ်ပါသည်ဖြစ်စေစိတ်မပါသည်ဖြစ်စေပါဝင်ပြီးတော့ဝါဒဖြန့်ကြတဲ့သူတွေထဲမှာအကယ်ဒမီပြည်တူအကယ်ဒမီဆိုင်းဆိုင်ခန့်လိုင်းအကယ်ဒမီထွန်းထွန်းအကယ်ဒမီရွှေထူးညီနန္ဒဟင်းဝေရန်ပိုင်တကွန်အောင်ရဲလင်းအလင်းရောင် တိုင်ရွန်လွှမ်းပိုင်ကျော်ထက်အောင်ထူးအောင်အကယ်ဒမီထွန်းနာဘူအကယ်ဒမီခိုင်သိန်းကြီးအကယ်ဒမီအင်ဒရာကျော်စင်း အကယ်ဒမီစိုးပြည်တစဉ်အကယ်ဒမီဖွေးဖွေးအကယ်ဒမီဝင်းမုံရွှေကြီးအကယ်ဒမီချောရတနာအကယ်ဒမီအေးမြတ်သူအကယ်ဒမီရွှေမုံရည်အကယ်ဒမီခင်ဝင်းဝါမိုးဟေကိုရုံးရီလွင်မိုးပိုးမမီတာရတနာဘူတင်ဆောင်ဝင်းကျော်ဖူးစုံနဖောအေထားစောင်းဝီမေမေပကြီးတဲဆုငိမ်မေမီကိုကိုနဲ့ရွှေသမီးတို့ပါဝင်လာတာကိုတွေ့ရပါတယ်နောက်ထပ်လဲအများကြီးကြံပါသေးတယ်ဘယ်လိုဘယ်ပုံနည်းနဲ့အကြံဖတ်စစ်အုပ်စုမအားလာတို့ကအတော့ချကြမလဲ တို့ရဲ့တရားဝင်လူသက်ခွင့်လိုင်စင်ရဖို့ဘလို့နီးနဲ့အတုံးချလာကြမလဲဆိုတော့ကျွန်တော်တို့ဆက်ပြီးတော့စောင့်ကြည့်ရုံမှတပါအချမ်းရှိပါဘူးမနေ့ကတော့ကဏီကရှိတဲ့ကဏီဒေတာမှာရှိတဲ့စေးယုံကိုမလာတို့ကဘုံကျဲလိုက်ပြန်ပါတယ်ပြည်သူတွေရှစ်ဦးထိသေပြီးတော့90ဝန်းကျင်လောက်အတုံးအယုံဒဏ်ရာတွေရရှိကုန်ပါတယ်မလာတို့ရဲ့ဘုံကျဲတက်ဖြတ်မှုတွေကတော့နေ့စဉ်နဲ့မပြတ် ရက်တန့်သွားတယ်ဆိုတာမျိုးမရှိပါဘူးဒါတွေကိုတော့ကျွန်တော်တို့ခေါင်းထဲမှာမိမသွားပါနဲ့မနေ့တုန်းကမနေ့တုန်းကနင်းနီးကက်ကက်အချိန်မှာကိုပြည်သူဆယ်ယောက်ဝန်းကျင်လောက်ကိုတတ်ပြလိုက်တယ်အဲ့မှာကလေးတွေပါတယ်ပြည်သူလူထုကအားကိုးတကြီးနဲ့စေကုသနေရတဲ့ဆေးရုံအဲ့ဒီဆေးရုံကိုကျဲချလိုက်ပါတယ်ဒါကသတင်းချက်လက်နေနဲ့ကျွန်တော်တို့မိမသွားအောင်ဒီနေရာမှာတတိလာပြီးတော့ပြတာဖြစ်ပါတယ်အဲ့တော့ဆုံးဖြတ်ကြပါရွေးချယ်ကြပါနေရာဓာတ်ကိုကြောက်နေရတယ်ဆိုရင် ော့ဒါမရှိတဲ့ဘက်မှာနေကြဖို့ဒါမရှိတဲ့ဘက်ကိုရွေးချယ်ကြဖို့လိုအပ်ပါတယ်ဒါကျွန်တော်စကားမဟုတ်ပါဘူးအမေစုကိုတိုင်းလူတို့ကို message ပေးခဲ့တဲ့သတင်းစကားပါအမှုပညာရှင်တွေအတက်ပညာရှင်တွေကို message ပေးခဲ့တဲ့သတင်းစကားဖြစ်ပါတယ်နောက်ထပ်သတင်းပုတ်တွေနဲ့ရှမ်းပြည်နယ်မြောက်ပိုင်းမှာတန်းတက် DNA လေးစုတ်ခွာမဲ့မုံမေမျိုးက AVSDF နဲ့ PDF တို့ကို KNY ဆေးရကူညီမယ်လို့ KIO ပြောခွင့်ရဗမှုကြီးနော်ဘူးကခေတ်သစ်သတင်းဌာနကိုပြောဆိုထားတာတွေ့ရပါတယ် မုံမိတ်မြို့နယ်မှာ KYA တရင်တွေရှိပြီးတော့ ABSDF PDF တွေနဲ့အတူပူးတွဲရှိနေကြောင်းတပေါင်းစုဖြစ်နေတူတူနေထိုင်ပြီးအခြေချထားတယ်လို့လည်းသိရပါဗျာ KYA အနေနဲ့ဒီနယ်လေးဆုတ်ခွာမဲ့မုံမိတ်မြို့နယ်ပတ်သက်ပြီးတော့စည်ရေးအရာဆောင်ရွက်ဖို့မရှိပေမဲ့ ABSDF နဲ့ PDF တို့ရဲ့စည်ရေးလှုပ်ရှားမှုတွေလှုပ်ဆောင်လာရင်တော့ကူညီသွားမှာဖြစ်တယ်လို့ဗမှုကြီးနော်ဘူးကပြောဆိုလာတာပါမုံမိတ်မြို့နယ်ထဲမှာကျွန်တော်တို့ KYA တရင်34ရှိပါတယ်ကေအေပီဒီအက်တပေါင်းစုအတူတူလုပ်နေတယ်အခြေချထားတယ် မုံမိတ်မြို့နယ်ပတ်သက်လို့တီးတန့် KNY ကတော့ဘာမှလုပ်ဖို့မရှိပါဘူးဒါပေမဲ့မဟာမိတ် ABSDF နဲ့ PDF တွေကိုတော့ KNY ကကုညီတာမျိုးတွေရှိနိုင်တယ်ဆိုပြီးဗိုလ်မှူးကြီးနော်ဘူးကခေတ်သစ်သတင်းဌာနကိုဖြေဆိုထားတာပါခင်ဗျာမုံမိတ်ခရိုင်ပြည်သူ့ကော်မတီဖွဲ့ကလည်းမုံမိတ်ခရိုင်မှာဖြစ်ပေါ်နေတဲ့အခြေအနေတွေအရဘယ်လိုပဲအခက်အခဲနဲ့ကြုံတွေ့စေကမူပြည်သူနဲ့တသားတည်းရှိနေမယ်လို့တရားဝင်ထုတ်ပြန်ပြောဆိုထားပါတယ်ဒါပြင် စစ်ကောင်မရှင်လက်အောက်ကိုမကြောက်ရွံ့ဖို့နဲ့တော်လိုင်းရဲ့အောင်မြင်မှုပန်းနိုင်စီကိုအမြန်ဆုံးရောက်ရှိစေဖို့တော်လိုင်းညီနောင်မဟာမိတ်တွေနဲ့အတူပူးပေါင်းပြီးတော့အောင်မြင်မှုရတဲ့အထိဆက်ပြီးတော့ချီတက်သွားမှာဖြစ်ကြောင်းဂရုသစ္စာပြုထားပါတယ်ခင်ဗျာဒီနေ့လေကတော့29ရက်နေ့မှာတရုတ်ရဲ့ဂျာဝင်စစ်ဆင်မှုနဲ့ဆွေရှုံးကောင်စီတက်တဲ့အပြစ်ခတ်ရဆက်ပြီးမိုးကုတ်နဲ့မိုးမိတ်မျိုးတွေကပြန်လည်ဆုတ်ခွာမှာဖြစ်ကြောင်းတရားဝင်ထုတ်ပြန်ကြေညာထားတာလည်းဖြစ်ပါတယ်ခင်ဗျာ စကိုင်းတိုင်းကကဏီမာရှိတဲ့စေယုံတစ်ခုကိုအကြမ်းဖက်ဆစ်ရှုံးကောင်စီတပ်ကဘုံကျဲတပ်ဖြတ်ပြန်ပါတယ်သတင်းပြေဆောင်ကိုကြည့်အောင်ပါခင်ဗျာစကိုင်းတိုင်းရမဝင်ခရိုင်ကဏီမြို့နယ်မြောက်ချမ်းမှာရှိတဲ့စေဝါကုသမှုပြုလုပ်နေတဲ့တိုက်နယ်စေယုံကိုအကြမ်းဖက်ဆစ်အုပ်စုကနွေမလာ၁၇ရက်မနက်ပိုင်းမှာဆက်တက်လေထီနဲ့ဘုံလာကျဲခဲ့တာကြောင့်ဒေသခံပြည်သူတွေရှုထမ်းမနေသေဆုံးပြီး50ဦးကျော်ဒဏ်ရာရတယ်လို့ဒေသခံသတင်းမြစ်တွေကပြောဆိုပါတယ်ခင်ဗျာနွေမလာ၁၇ရက်နေ့မနက်9:00မှာမုံရွာမြို့နယ်မှာရှိတဲ့စေအုပ်စု အနောက်မြောက်ဒိုင်းစစ်ဌာနချုပ်နာမခါကနေတက်လာတဲ့စက်တက်လီထီကအင်းချီတထောင်ကျော်နဲ့လူဦးရေ9000ဝန်းကျင်ရှိတဲ့ဝင်မနာကျေးရွာနီးကဆေးရုံကိုဘုံကျဲသွားတာလို့ဒေသခံတွေကပြောပြပါတယ်။လက်ရှိမှာဆေးရုံစုလေးချောင်းကဘုံကျဲခဲ့တာကြောင့်ဆေးရုံမှာဆေးဝါးကုသမှုခံနေရတဲ့ဒေသခံတွေနဲ့တော်လိုင်းရဲဘော်တွေပါဝင်တည်ဆုံထိခိုက်ဒဏ်ရာရသူတွေလည်းအများပြားရှိနေပြီးသွေးနဲ့ဆေးဝါးလိုအပ်ချက်တွေရှိနေတယ်လို့ဆိုပါတယ်။ဆေးရုံကိုဘုံကျဲခံရတာကြောင့်တည်ဆုံထိခိုက်ဒဏ်ရာရသူတွေထဲမှာကလင်းငယ်တွေပါဝင်လာရောက်ပြီးတော့ဆေးဝါးကုသမှုခံယူနေတဲ့လူနာတွေပါဝင်အများပြား ထိခိုက်ဒဏ်ရာရသွားတယ်လို့သိရပါတယ်။ဘုံကျဲတိုက်ခိုက်ခံရတဲ့စေယုံဟာဝင်းမနာရွာအပအဝင်အနိနာကျေးရွာတွေနဲ့ကဏီမြို့နယ်ကဒေသခံပြည်သူတွေစံမှိုင်းနဲ့ပတ်သက်ပြီးတော့အားထားရတဲ့စေယုံတစ်ခုဖြစ်တယ်လို့လည်းဒေသခံတွေကဆိုပါတယ်။မုံရွာမြို့စေယုံစုအနောက်မြောက်တိုင်းစစ်ဌာနချုပ်နမခကနေစက်တက်လီထီပါရာမော်တာဒရိုကော်ပတာတွေနဲ့ကဏီပလဲရမပင်စလင်းကြီးဘူးတလင်မုံရွာချောင်းဦးအရတော်မြင့်မှုမြောင်းစတဲ့မြို့နယ်တွေကကျေးရွာတွေကိုတိုက်လေရင်အပါဝင်လေကြောင်းကနေမကြာခဏဘုံကျဲမှုတွေ စစ်ချုပ်ကော်စီတပ်ကကျူးလွန်နေတာဖြစ်တယ်လို့သိရပါတယ်ခင်ဗျာနိုင်ငံတကာသတင်းတွေပေါ်မှာတော့အိန္ဒိယနိုင်ငံမြို့တော်ညူဒီလီမြို့နီးကားဘုံဖောက်ခွဲပြီးတော့တိုက်ခိုက်မှုကြောင့်လူရှိဦးသေဆုံးခဲ့ပြီးတဲ့နောက်အခုလိုမျိုးတိုက်ခိုက်လိုက်တဲ့လူတွေကိုချမ်းသာပေးမှာမဟုတ်ကြောင်းအိန္ဒိယဝန်ကြီးချုပ်နရန္ဒရာမိုဒီကနိုဝင်ဘာ၁၀ရက်နေ့မှာပြောလိုက်ပါတယ်ခင်ဗျာမိဘနေနေတဲ့အချိန်မှာဖြစ်ဖြစ်လေးရက်လာတဲ့ကားတစ်စီးကနိုဝင်ဘာ၁၇ရက်နေ့ညနေ9:00ဝန်းကျင်အချိန်မှာဖောက်ခွဲလိုက်တာဖြစ်ကြောင်းဒေလီရဲတပ်ဖွဲ့ကပြောပါတယ် ပောက်ကွဲမှုဖြစ်ရတဲ့အကြောင်းရင်းကိုအိန္ဒိယဆိုရကတရားဝင်ထုတ်ပြန်ထားတာတော့မရှိသေးပါဘူး။အိန္ဒိယရရှိတွေကပောက်ကွဲမှုနဲ့ပတ်သက်လို့ဖြစ်နိုင်ခြေအားလုံးကိုစုံစမ်းစစ်ဆေးနေတယ်လို့ပြောထားတာကြောင့်ပါကစ္စတန်ပါဝင်နေတဲ့ပောက်ကွဲမှုလားဆိုတာကိုလည်းစုံစမ်းစစ်ဆေးနေတယ်လို့သိရပါတယ်။ပောက်ကွဲမှုဖြစ်ပွားရတဲ့အကြောင်းရင်းကိုမိမိတို့စုံစမ်းစစ်ဆေးနေတယ်လို့အိန္ဒိယပြည်ထောင်ဝင်ကြီးအမစ်ရှာဟာကပြောဆိုထားပါတယ်။အဲ့ဒီပောက်ကွဲမှုဖြစ်ပွားရတဲ့ဒေသနဲ့၁၉ရာစုခေတ်ခန့်တန်းနေဟာနိုင်ငံတကာရအဲ့ဒီပောက်ကွဲမှုဖြစ်ရတဲ့ဒေသနဲ့၁၉ရာစုခေတ် ခံတက်နေဟာနိုင်ငံတကာခီးသွားတွေနေ့စဉ်ထောင်ထဲချီပြီးတော့လာရောက်နေတဲ့လူဝင်လူထွက်များတဲ့နေရာအနီးမှာတည်ရှိနေတာဖြစ်ပါတယ်။ဘူတန်ဘုရင်ကတော့ပောက်ကွဲမှုအတွင်းထိခိုက်သေဆုံးသူတွေအတွက်ဆုတောင်းပေးကြောင်းဖော်ပြထားပါတယ်ခင်ဗျာ။ကိုလင်းလင်းတို့ပါဝင်တော်လန်ဥပညာရှင်တွေစုဖွဲ့ထားတဲ့ရောင်းနှီးရှိုးပွဲနဲ့ပတ်သက်ပြီးပြည်သူတွေကိုအခုလိုမျိုးသတင်းစကားပို့ထားတာရှိပါတယ်။ကျွန်တော်တို့ကြည့်ရှုနားဆင်ကြည့်အောင်ပါခင်ဗျာ။ Hello ။အားလုံးမင်္ဂလာပါ။ ကျွန်တော်တို့အခုဒီ buffalo ကိုရောက်နေပြီအဲကျွန်တော်တို့စောရောက်ပြီးတော့အခုဒီပွဲချင်းမမဲ့နေရာကိုဒီကမြို့ကန်ညီကမောင်မတွေမိသားစုတွေနဲ့ပေါ့နော်ကျင်းပကြတဲ့အကူတွေမတွေနဲ့ကျွန်တော်စောရောက်ပြီးတော့အပြင်းစင်ပြင်းစင်နေကြပြီအဲတေချာရုံကိစ္စတွေပါတယ်ပေါ့နော်အဲ့တော့အဲ buffalo ပေါ်မှာရှိတဲ့ရေဘော်ရေဘက်မိသားစုတွေရောဒီယနေ့ရဝေးလာကြမဲ့ရေဘော်ရေဘက်မိသားစုတွေရောပေါ့နော်ဝင်နေကြရင် အဲလာခဲ့ဖို့ခေခေါ်ရတယ်ကျွန်တော်တို့တည်တလောက်တက်တလောက် music တွေတီးမယ်ကျွန်တော်တို့ online ကိစ္စတွေခွန်အားရှိဖို့တွေဆောင်းဆောင်းနေကိစ္စတွေကျွန်တော်တို့တရားတရားမျှဝေကြမယ်ဆိုပြီးတော့ကျွန်တော်ဖိတ်ခေါ်ခြင်းတယ်အဲ့တော့ဒီဟာလေးမှာကျွန်တော်တို့ရိုက်ပြီးတော့အခုခေတ်အားလုံးပြင်ဆင်နေတယ်ပြင်ဆင်နေတဲ့လူဝဲချက်တွေရောဗားတွေရောအားလုံးပေါ့နော် okay လာပြီးတော့ကျွန်တော်နောက်တစ်ခုနောက်တစ်ခုဟာ ဒီ buffalo ပွဲနဲ့ပတ်သက်ပြီးတော့နည်းနည်းလေးနည်းနည်းလေးပြောချင်တဲ့ဟာလေးနည်းနည်းရှိတယ်နည်းနည်းရှိတယ်ဆိုတော့ဘာလဲဆိုတော့ဟိုဟာတူတူကြကြပြောရရင်ခရိုင်လာရတယ်တူတူကြကြပြောရရင်အဲအဲခရိုင်နဲ့ရောကျွန်တော်ဖိုဝင်းကနေအတူတူရောက်လာကြပြီးတော့ပြင်ဆင်စီစဉ်နေကြပါတော့အားလုံးအကောင်းဆုံးဖြစ်ဖို့အတွက်တေချာပြင်ဆင်နေကြတယ် ဲဒီမှာကျွန်တော်နည်းနည်းလေးပြောပြရရှိတာပါလဲဆိုတော့ Buffalo ပွဲကကျွန်တော်တို့ဒါ7မြို့မြောက်ဖြစ်မဲ့တဲ့တယ်ကျွန်တော်တို့ ရောင်ဒီ team နေတွားနေကြပါတော့အဲ့တော့ဒီကျွန်တော်တို့ရောင်ဒီ team ကညီကိုမိသားစုတွေရောင်ရင်းတွေကအားလုံးအဆအဆရရတာဝန်ယူတာဝန်ခံပြီးတော့လုတ်တဲ့ပွဲကဒီ2025ပေါ့နော်ဒီ Buffalo ကကျွန်တော်တို့ဒါနောက်ဆုံးပွဲပါအဲ့တော့ဒီနောက်ဆုံးပွဲမှာလည်းတိုက်တိုက်ဆင်ဆိုင်ဒီပါဝင်အဖြစ်မဲ့ညီကိုမိသားစုတွေရဲဘော်ရဲဘက်ဒီဂီတာကောင်းစင်း အဲခေါင်းစဉ်မျိုးစုံအောက်ကမိသားစုလည်းအများကြီးပါကြရပေါ့နော်အဲ့တော့ဒီ buffalo ပွဲကနည်းနည်းလေးကျွန်တော်သတင်းစကားပါချင်တာကဒီ buffalo ပွဲကကျွန်တော်တို့ရောင်ဒီ team ကနေအစအစအရာရာတောင်ဝူတောင်ခံပြီးလုတ်တဲ့ပွဲရဲ့ဒါနောက်ဆုံးပွဲပေါ့နော်ဒီပွဲပြီးရင်ဆက်လုပ်မဲ့ပွဲတွေကကျွန်တော်တိုင်းသားညီကိုရောင်ရင်းမိသားစုတွေနဲ့ကျွန်တော်ကိုယ်တိုင်ပဲသူတို့နဲ့ပြောဆိုပြီးတော့သူတို့ရဲ့တိုင်းသားညီကိုရောင်ရင်းမိသားစုတွေရဲ့ပွဲတွေကိုပဲကျွန်တော်ဒီရောင်ဒီခေါင်းစဉ်နဲ့လုတ်ဖြစ်တော်မယ်ပေါ့နော် ဘယ်လိုမျိုးလဲဆိုတော့ဥမာအကြံမင်းလေးဒီကနေတခါတည်းသတင်းစကားပါရရင်အဲလာမယ့်ဒီဇင်ဘာ29ဆိုရင်ကျွန်တော်တို့ပြင်ဆင်နေတဲ့စီစဉ်နေတဲ့ပေါ့နော်အားလုံးတည်ကြပြီးတည်ချလဲကျွန်တော်တို့ဘာပွဲဒိတ်တွေရောလုံးမဲ့နေရာတွေရော confirm ဖြစ်ပြီဆိုရင်တို့ announce လုပ်ကြပါလိမ့်မယ်အဲလောက်ကြမယ်ပေါ့နော်အဲ့မှာဆိုရင်ချင်းပြည်နယ်ကအဲဒီ community ဥဆောင်တဲ့အကိုမတွေမိသားစုတွေချင်းပြည်နယ်ကရောင်းရင်းရဲဘော်တွေကလောက်ကြပါအဲ့ဒီပွဲမှာကျွန်တော်တို့က ောင်ဒီကောင်းစင်နဲ့ကျွန်တော်တို့ဘာသွားဆူမယ်သွားတီးမယ်ဖြော်ပြမယ်ပြီးရင်အဲဒီအဲ့မျိုးမှာရှိတဲ့ချင်းပြင်းတွေကဒီညီကိုတွေမှာလည်းကျွန်တော်တို့ထက်ကိုပိုဆိုးနိုင်ဆိုတဲ့လူတွေပိုတီးနိုင်တီးတဲ့လူလည်းအများကြီးရှိတယ်ဆိုတော့လေအတူတူတီးမယ်အတူတူဆိုကြမယ်ဆိုပြီးကျွန်တော်တို့ပြင်ဆင်နေတယ်ပြီးရင်ကျွန်တော်တို့ကဆိုပြီးရနေပြမယ်အဲ့ဘွဲမှာအဲ့ချင်းမိသားစုရောင်းရင်းတွေကဥဆောင်လောက်ကြမယ်လက်မှတ်တွေရောင်းကြမယ်အဲပြီးရင်အဲဂျာသားများအားလုံးကိုလည်းချင်းပြင်းတယ်ဟုတ် ကုန်လုံးပို့မှာအဲ့ဒီမှာကျွန်တော်တို့ကဒီတာဆိုတာလေးနေသွားပြီးပူပေါင်းပြီးမှာပေါ့နော်အဲ့လိုမျိုးပွဲတွေပဲကျွန်တော်တို့ကဇတိုက်ဆက်လုပ်ဖြစ်တော့မယ်အဲကျွန်တော်တို့ဒီရောင်ဒီ team ကညီကိုရောင်ရင်းနေမိသားစုတွေအားလုံးတာဝန်ယူတာဝန်ခံပြီးလုပ်တဲ့ပွဲရတော့ဒီ buffalo ကနောက်ဆုံးပွဲဖြစ်တယ်ဆိုတာလေးကိုလည်းကျွန်တော်ဒါအဲတရင်စကားလေးပါတာပေါ့နော်အဲနောက်ပွဲတွေကတော့တိုင်းသားညီကိုရောင်ရင်းမိသားစုတွေနဲ့ကျွန်တော်ကိုယ်တိုင်ပဲကြောဆူစီစဉ်ပြီးတော့လုံးဝပွဲတွေပဲလာတော့မယ်ပေါ့နော် ကဲအဲ့တော့ဒါလည်းတော့ဂျားညက်သတင်းစကားပါလိုက်တာပေါ့နော်အဲ့တော့ဘန်သူကညီကိုရောင်းရင်မိသားစုတွေရဲဘော်ရဲဘက်တွေတော်လန်သူတော်လန်သားတွေကျွန်တော်တို့စုံမယ်ဖွင့်နေကြရင်ပြီးတော့ဒီဝင်းကြီးယနေ့ရုပ်ဝင်းမှာရှိကြတဲ့ရဲဘော်ရဲဘက်တော်လန်သူတော်လန်သားတွေနဲ့လည်းစုံကျင်တယ်ဆိုတာလေးပြောခြင်းတယ်ကဲခါကြီးနည်းနည်းဆက်ပြပြဟုတ်ကဲ့ပါကဲကျွန်တော်တို့ဘတ်ဖလိုရောက်ပြီနော်ရိုက်တူလည်းတော်တော်အေးနေပြီဘေးမှာကင်မရာကိုင်းနေလို့တော်တော်လေးလက်ကတုံနေ ကျွန်တော်ဆိုတော့အားလုံးကျွန်တော်တော်လန်ညီကုန်းမောင်နှမတွေအားလုံးမိဘပြည်သူရောင်းရင်းတွေအားလုံးကျွန်တော်တို့ဒီပွဲလေးကိုအာဒီပွဲလေးမှာတွေ့ကြပါတယ်ကျွန်တော်တို့ရဲ့အကောင်းဆုံးပြင်ဆင်နေကြတယ်။နောက်ဒီပွဲကလည်းကိုလင်းပြောလို့ပဲကျွန်တော်ရောင်နီကနေဦးစီးရဲ့အာနောက်ဆုံးပွဲဖြစ်တဲ့အတွက်ကိုကျွန်တော်တို့ရှေဖြုတ်မှာဆိုတော့ဒီပွဲလေးမှာအလုံးတွေ့ကြပါတယ်အခုတော့အရင်အေးနေပြီဆိုတော့အနှွေးတက်လေးလာပေးပါလို့ပြောကြပါတယ်ခင်ဗျာအလုံးကျေးဇူးအများကြီးတင်ပါတယ်တွေ့ကြမယ် မလဝတ္တရင်းနေဘက်မှာတော့ဘင်္ဂလားပင်လယ်အော်ခြေနေကတော့ဘင်္ဂလားပင်လယ်အော်မြောက်ပိုင်းမှာအများအပြားတာယာနေပြီးကပလီပင်လယ်ပြင်တောင်ပိုင်းနဲ့ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းတို့မှာတိမ်သိနေကနေတိမ်ထူထက်နေကကပလီပင်လယ်ပြင်မြောက်ပိုင်းနဲ့ကျန်ဘင်္ဂလားပင်လယ်အော်တို့မှာတော့တိမ်နေငယ်ဖြစ်ထွန်းနေပါတယ်ခင်ဗျာဒီကနေ့ညနေထိခမန်းချက်တွေကတော့တနင်္လာနေ့တိုင်းနဲ့ကရင်ပြည်နယ်တို့မှာနေရာချဲချဲကချင်းပြည်နယ်နဲ့မူပြည်နယ်တို့မှာနေရာကွဲခြားမိုးထစ်ချုံပြီးတော့ရွာပါမယ်ရွာရွာနှုံးကတော့ရွာနှုံးပြည့်ဖြစ်ပါတယ်ခင်ဗျာကြံတန်းဒေသကြီးနဲ့ပြည်နယ်တွေမှာတော့တိမ်အင့်င့်ဖြစ်ထွန်းမယ်လို့သိရပါတယ် မြမပင်လေပင်ခြေနေကတော့လိုင်းတင်းနေရှိပါမယ်လိုင်းမြင့်ကတော့မြမကန်ယူရန်တစ်ချောင်းနဲ့ကန်းလွန်ပင်လေပင်တို့မှာ၅ပေကနေ9ပေလောက်ထိရှိနေပါတယ်ခင်ဗျာနောက်နှစ်ရက်အတွက်ခမန်းကြက်တွေကတော့တင်းနာကြီးကရင်ပြည်နယ်နဲ့မွန်ပြည်နယ်တို့မှာနေရာကျဲကျဲမုတ်ထချုံပြီးတော့ရွာနေပါတယ်နေပြည်တော်နဲ့ဤတဝိုင်းမှာတော့ဒီကနေ့ညနေထိခမန်းကြက်ကတော့တိမ်အသင့်တင်ဖြစ်ထွန်းပါမယ်ခင်ဗျာရန်ကုန်နဲ့ဤတဝိုင်းဒီကနေ့ညနေထိခမန်းကြက်ကတော့တိမ်အသင့်တင်ဖြစ်ထွန်းပါမယ်မန္တလေးနဲ့ဤတဝိုင်းမှာလည်းဒီကနေ့ညနေထိခမန်းကြက်ကတော့တိမ်အသင့်တင်ဖြစ်ထွန်းမှာဖြစ်ပါတယ်ခင်ဗျာဒါကတော့ဒီကနေ့မွန်တဲ့၁၂နာရီချိန်ထိတွေ့ရတဲ့နောက်ဆုံး သတင်းတွေကိုကျွန်တော်ဝင်ကစူးစစ်ပြီးတော့တင်ဆက်ပေးခဲ့တာဖြစ်ပါတယ်ပြည်သူအားလုံးကိုစိတ်နှဖျားကြမှာချမ်းသာပြီးဆရာနာရှင်စနစ်စိုးလက်အောက်ကနေမြန်ဆိုးလို့မြောက်ကြပါစေကြောင်းစုမုံကောင်းတောင်းလိုက်ရပါတယ်ထူးခြားတဲ့သတင်းတွေနဲ့အတူကျွန်တော်တို့ညခင်းမှာပြန်လည်ဆုံတွေ့ပါမယ်ခင်ဗျာ 罗地拉雨滴，亚罗西普斯瑞亚尼，尼古里尼奥内瑞萨尼，多耶莫罗松坦泰盖切蒙尼，皮鲁斯蒂达斯乔拉里，奥兰恩祖昆图尼亚，都对称的。 Navidad.